မိဘပြီးချိန်မှာခါနာတာကအဖြစ်များတဲ့ကိစ္စတစ်ခုပါကိုဝင်ဆောင်ကာလအတွင်းမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဟော်မုန်းပြောင်းလဲမှုတွေကြောင့်ခါနာတာဖြစ်ပြီးတော့ဒီခါနာတာကခလေးလေးကိုမိဘပြီးချိန်အထီတော်မှာဆက်လက်ပြီးကြန့်ရှိနေတတ်ပါတယ်ဒီလိုမျိုးမိဘပြီးချိန်မှာခါနာတာကိုတတစီဖို့အတွက်စားပေးရမယ့်အစားအစာလေးတွေရှိပါတယ်နော်ဘာတွေဖြစ်မလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်အောင်သင် subscribe လုပ်ပြီးတော့ဘေးနာ notification ကိုလည်းထည့်ထည့်ပေးပါအောင်ရှင် ဒီဘာပြည့်ရဲ့အချိန်မှာကနဒါကအချိန်အတိုင်းနာတစ်ခုရောက်တဲ့အခါမှာတက်တာလာမှာပါ ခန္ဓာကိုယ်မှာမြင့်တက်နေတဲ့ဟော်မုန်းတွေပုံမှန်အချိန်မျိုးပြင်ရောက်သွားတဲ့အချိန်ကလေးမွေးပွားပြီး6လလောက်အကြာမှာမိဘွားပြီးရဲ့အချိန်ခန္ဓာလာတက်တာလာပါလိမ့်မယ်။ဒါပေမဲ့အချိန်တို့အတွင်းမှာခန္ဓာကိုတက်တာချင်းနေဆိုလို့ရှိရင်တော့အခုပြရပေးသားမယ့်အစားအစာတွေကိုစားပြီးပို့လိုအပ်ပါတယ်။ပထမတစ်မျိုးကရောတစ်တီတွေဟင်းသီးဟင်းရွက်တွေစားပါနော်။အမြင်နဲ့ကြဲဝါပြီးရောအရောက်သွေးစုံနဲ့တစ်တီတွေဟင်းသီးဟင်းရွက်တွေကိုစားသုံးပြီးပို့လိုအပ်ပါတယ်။ဒီလိုစားသုံးတာကဝမ်းမှန်စီတဲ့အတွက်ဝမ်းချုပ်တာကြောင့်ခန္ဓာနာတွေပိုမဆိုးစေဖို့ကောက်ွယ်ပေးနိုင်ပါတယ်။

အယောင်ရင်းရင်းသစ်သည်တွေဟင်းသင်းဟင်းရက်တွေကအယောင်ကျစေနိုင်ပါတယ်။ဒါကြောင့်မိဘပြည့်ရဲ့အချိန်မှာခါနာလာတသက်စီဖို့ဆိုရင်မုံလာဥနီ၊တကြားမုံလာ၊ကစွန်းဥ၊ချယ်ရီတီ၊ဘယ်ရီတီ၊တလဲတီနဲ့ဖရဲတီတို့ကိုစားပေးလို့ရပါတယ်။နောက်တစ်ချက်ကတော့ကယ်ဆီယံလုံလောက်စွာစားပါနော်။ဗီတာမင် D နဲ့ကယ်ဆီယံလုံလောက်စွာရရှိမှုကအရိုးသက်ကြီးစားအောင်ထိန်းသိမ်းပေးပြီးတော့အရိုးမပွားအောင်ကာကွယ်ပေးသလိုမိဘပြည့်ရဲ့အချိန်မှာခါနာလာတသက်စီဖို့လည်းလွှတ်ဆောင်ပေးပါတယ်။ဒါကြောင့်ကယ်ဆီယံကျေဝါးစီဖို့အတွက်

ဒင်းချင်းနှုတ် cheese အစရဟိသင်းရိုးတွေကိုစားပေးပါနော်လိုအပ်မယ်ဆိုရင်ကယ်ဆီယမ်အားဖြည့်စီတွေတောက်ပေးလို့ရပါတယ်နောက်ထပ်တစ်ချက်ကတော့ပိုတက်ဆီယမ်နဲ့ပရိုတင်းစားပါကိုယ်ရင်စားခြင်းမှာခါရတာကိုတတ်တာစီဖို့အတွက်နောက်ထပ်လိုအပ်မယ့်အာဟာရဓာတ်တွေကတော့ပရိုတင်းနဲ့ပိုတက်ဆီယမ်ပဲဖြစ်ပါတယ်ဒီဓာတ်တွေကခါရတာကိုတတ်တာစီနိုင်ပါတယ်ပိုတက်ဆီယမ်ကကြွသားတွေကိုပြည့်ရော့စေပြီးတော့သွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်ဒါကြောင့်ပိုတက်ဆီယမ်ကျွဲဝါတဲ့ကစွန်းဥမပြောသေးလို့ကိုစားပေးပါနော်ပရိုတင်းကအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ပရိုတင်းကျော်ရတဲ့အစာအစာတွေစားပြီးတာကခါးနာရောင်သက်သာစေနိုင်ပါတယ်။ဒါကြောင့်ကြက်သားအနီရောင်အသားဥပမျိုးမျိုးပင်းတို့ပဲပြားစားရတွေကိုစားပြီးဖို့လိုပါမယ်ရှင်။ ။နောက်တစ်ချက်ကတော့ omega 3 fatty acid ပါ။ omega 3 fatty acid ကအယောင်ကျစီနိုင်တဲ့အာနိသင်ရှိပါတယ်။ခန္ဓာရာနဲ့စကြောနာရာကိုတက်တာစီလင်ပါတယ်။ဒါကြောင့်၄စဉ်စားသုံးမှုမှာ omega 3ကျော်ရတဲ့ salmon, tuna နဲ့စာရင်းကားတို့ပေါအောင်လို့စားပြလို့ရပါတယ်။အစိမ်းရောင်ငင်းသင်းရွက်အနေနဲ့ကတော့ဟင်းလွယ်တို့၊ကြိုက်လန်တို့ကိုစားပြလို့ရပါတယ်ရှင်။နောက်တစ်မျိုးကတော့ကျွတ်တုံဖြူပါ။ကျန်းမာရေးအကျိုးစုစုများတဲ့ကျွတ်တုံဖြူကမိဘပြည့်ရဲ့အချိန်မှာခန္ဓာရာကိုတက်တာစီဖို့စားပြလို့ရတဲ့အစားအသောက်တစ်ခုပါ။ကို ကားတိုးစီပြီးတော့အယောင်ကျစီသလိုနှလုံးယောဂနဲ့ကုသယောဂတွေပဲဖြစ်အောင်လည်းကောက်ွယ်ပေးပါရစေ။တနေ့ကိုနှစ်ကြိမ်ကျွတ်တော်ပြု၃မွာကနေ၅မွာအထိစားပေးလို့ရပါတယ်။နောက်ဆုံးတစ်မျိုးကတော့နနွင်းပါ။လေးလာမှုတွေအရာနနွင်းကအယောင်ကျစီနိုင်ပါတယ်။နနွင်းမှာပါတဲ့ကာကီအိုမီဂါရောင်ရမ်းနာနာကျင်တာတွေကိုတသက်စီနိုင်ပါတယ်။ဒါကြောင့်မိဖွားပြီးရဲ့အချိန်မှာခါးနာရောင်ကိုတသက်စီဖို့အတွက်နနွင်းစားပေးလို့ရပါတယ်။ အခုပြောခဲ့တာလေးတွေကိုစားပြီးနည်းအခါနာတာကိုတက်တောင်းလှဆောင်ကြည့်လိုက်ပါမင်မီတို့ရေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်